OK Channel ကနေကြိုဆိုပါတယ်ဒီ channel လေးကနေပရိသတ်တွေကိုဗဟုသုတရစီမဲ့အကြောင်းအရာလေးတွေကိုသတ်ဆက်ပေးနေတာဖြစ်ပါတယ်အခုတစ်ခါမှာတော့ဤပညာနဲ့စီးပွားရေးမှာအင်အားကြီးတဲ့တရုတ်နိုင်ငံရဲ့အလုပ်အကိုင်းနဲ့တည်ထားတဲ့အကြောင်းအရာတွေကိုသတ်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်နိုင်ငံဟာအရှေ့အာရှမှာတည်ရှိပြီးကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်လူဦးရေဟာ1.4ဘီလီယံကျော်ရှိပြီး ကမ္ဘာအကြီးဆုံးစီးပွားရေးနဲ့စစ်ရေးအင်အားကြီးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။တရုတ်ဘာသာစကားဟာလည်းကမ္ဘာတဝန်လူအသုံးအများဆုံးစကားအဖြစ်ဒုတိယနေရာမှာရှိနေပါတယ်။တရုတ်နိုင်ငံရဲ့မြို့တော်ကပေကျင်းမြို့ဖြစ်ပြီးစီးပွားရေးပိုင်းမှာဆိုရင်လည်းကမ္ဘာဒုတိယအဆင့်မှာရှိပါတယ်။သမုလုံငန်းဒီပညာစိုက်ပျိုးရေးနဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာကမ္ဘာဥဆောင်နိုင်ငံတခုအဖြစ်နဲ့ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံဟာကွန်မြူနီပါတီဦးဆောင်တဲ့တပါတီအာဏာရှင်နိုင်ငံဖြစ်ပြီးနိုင်ငံရေးစနစ်မှာဆိုရှယ်လစ်စနစ်ကို အခြေခံထားပါတယ်။နိုင်ငံတကာဆက်ဆံရေးမှာအရေးပါတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဗီဒိုအာဏာကိုအသုံးပြုနိုင်တဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။ဒါ့အပြင်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO အာရှအခြေခံအစအုပ်ရင်းနှီးမြှုပ်နှံမှုပံနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO စားတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်းအကြီးအကဲအဖွဲ့ဝင်နိုင်ငံတခုဖြစ်ပါတယ်။တရုတ်နိုင်ငံဟာသဘာဝအလတရားတွေ၊သမိုင်းဝင်အဆောက်အအုံတွေနဲ့ရင်းချမှုအမွေအနှစ်တွေကျွဲဝတဲ့နိုင်ငံဖြစ်ပြီးကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်မှုရှိတဲ့နေရာများစွာလည်းရှိပါတယ်။ထင်ရှားတဲ့နေရာတွေကတော့တရုတ်မဟာဒဂိုင်း DNMA ရင်းမြစ် ရှန်ဟိုင်းမြို့စည်ကြီးနဲ့ကွမ်လင်တောင်စတဲ့နေရာတွေပါဝင်ပါတယ်။တရုတ်မဟာဒတိုင်းကမ္ဘာအရှည်ဆုံးလူလုံဒတိုင်းကြီးဖြစ်ပြီးအရှည်2196ကီလိုမီတာ13192မိုင်ရှိပါတယ်။ဒီဒတိုင်းကြီးကို BC 900ရာစုမှ AD 1900ရာစုအထိနှစ်ပေါင်း2000ကျော်ကြာမြင့်ခဲ့ပြီးတည်ဆောက်ခဲ့ပါတယ်။ရင်းချင်းမှုနဲ့ပွဲတော်များ တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုဟာကမ္ဘာတက်တန်းအရှိန်ဆုံးနဲ့အကျွဲဝါဆုံးယဉ်ကျေးမှုများထဲမှတစ်ခုဖြစ်ပြီးနှစ်ပေါင်း9000ကျော်သမိုင်းကြောင်းရှိပါတယ်။ဒသနိကပေတာအမှုပညာစာပေဂီတပိတုကချက်ပြုတ်လေးနဲ့ဒလိထုံးလေးပြီးအပါအဝင်ဘဝရဲ့ရှုထောင့်များစွာကိုပြောချင်ပါပါတယ်။ Confucius မှာဟာတရုတ်ယဉ်ကျေးမှုအပေါ်မှန်မှုမှုအရှိဆုံးဒသနအယူအဆများတွေကတစ်ခုဖြစ်ပါတယ်။ ဒီဝါရကလေးစားမှုယူသိမှုနဲ့လူမှုရေးတာဝန်များကိုအဓိကအနေထားတဲ့အယူအဆတစ်ခုဖြစ်ပါတယ်။စာပေကဏ္ဍအကြောင်းဆက်ပြောရမယ်ဆိုရင်တော့ကမ္ဘာအဆုံးစုံစာပေတွေထဲမှာလည်းတစ်ခုဖြစ်ပြီးရှေးဟောင်းကဗျာအစေးဝိတုနဲ့သမိုင်းမှတ်တမ်းတွေပါဝင်ပါတယ်။တရုတ်ပြည်သူကလည်းရာတွေကိုတော့နန်းတော်တွေဗုဒ္ဓဘာသာဘုရားကျောင်းတွေနဲ့ဥယျာဉ်တွေမှာလှပစွာဒီဇိုင်းဆွဲဆောက်လုပ်ထားတာကိုမြင်တွေ့ရမှာပါ။ တရုတ်လူမျိုးတွေဟာရောရာပွဲတော်တွေကိုစီကားသက်မြိတ်စွာကျင်းပလေ့ရှိပါတယ်။ထင်ရှားတဲ့ပွဲတော်တွေကတော့တရုတ်နှစ်သစ်ကူပွဲတော်၊မီးဘုံညံပွဲတော်နဲ့လက်ထုပ်ပွဲတော်တို့ပါဝင်ပါတယ်။ဒီချိန်ကမှတရုတ်နှစ်သစ်ကူပွဲတော်ဟာတရုတ်နိုင်ငံရဲ့အရေးပါဆုံးပွဲတော်တစ်ခုဖြစ်တယ်လို့ကမ္ဘာတဝန်းရှိတရုတ်လူမျိုးတွေဟာလည်းနှစ်စဉ်နှစ်တိုင်းပွဲတော်ကျင်းပလေ့ရှိကြပါတယ်။ ဒီပွဲတော်တွေမှာမိသားစုတွေစုဝေးခြင်းအစားအစာတွေပြင်ဆင်ခြင်းနဲ့ရိုးရာဒလေတွေဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်။အစားအစာရိုးရာစီးနဲ့အားကစားတရုတ်အစားအစာဟာကမ္ဘာတစ်ဝန်းမှာလူကြိုက်များတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒေသအလိုက်ကွဲပြားတဲ့အချက်ပြုံနည်းတွေရှိပြီးစီချွန်၊ကွန်ဒုံ၊ကျန်းစုနဲ့ကြောက်ပြုံအချက်ပြုံနည်းတွေဟာလည်းအထင်ရှားဆုံးဖြစ်ပါတယ်။ တရုတ်ရိုးရာစေပညာကလည်းနှစ်ပေါင်း2500ကျော်သမိုင်းကြောင်းရှိပြီးကမ္ဘာအကျော်ကြားဆုံးရိုးရာစေပညာတစ်ခုဖြစ်ပါတယ်။စေဘဝင်အပင်တွေချက်ပြုတ်နည်းတွေအဆိုင်ကူတာနည်းတွေကိုလက်နှုတ်ရှားမှုတွေနဲ့စိတ်ပိုင်းဆိုင်ရာကုထုံးတွေပါဝင်ပါတယ်။တရုတ်ရိုးရာစေပညာဟာခန္ဓာကိုယ်အတွင်းရှိစွမ်းအင်မြတ်တမ်းမှုကိုအခြေခံပါတယ်။ကျမတို့ကြည့်ခဲ့ရတဲ့တရုတ်ရုပ်ရှင်တိုင်းကားတွေကနာမည်ကြီးအကားစားတွေဖြစ်တဲ့ တရုတ်ကုန်ကူကျမရဲ့အတွက်ကောင်းစေတဲ့ထိုက်ချီကဲ့သို့လေ့ကျင့်ခန်းတွေလည်းရှိပါသေးတယ်။အလုပ်အကိုင်းအခွင့်အလမ်းတရုတ်နိုင်ငံဟာမိပညာကုန်ထုတ်လုပ်မှုစက်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာအလုပ်အကိုင်းအခွင့်အလမ်းများစွာရှိပါတယ်။တရုတ်နိုင်ငံရဲ့နည်းပညာနဲ့အင်တာနက်လုပ်ငန်းတွေဟာကမ္ဘာဥဆောင်နိုင်ငံတခုဖြစ်တယ်လို့ Alibaba, Tencent, Huawei, Baidu ကဲ့သို့နည်းပညာကုမ္ပဏီကြီးတွေအများအပြားရှိပါတယ်။ ဒါကြောင့် software ဖွံ့ဖြိုးရေး data သိပ္ပံအတုထောက်နိုင်ရေး AI ဆက်ရုပ်ပညာနဲ့အင်တာနက်ဝန်ဆောင်မှုတွေမှာအလုပ်အကိုင်အခွင့်အလမ်းတွေများစွာရှိပါတယ်။ဒါပြင် electronic ကားထုတ်လုပ်ရေးအထည်အလိမ်အခြားဆက်မှုလုပ်ငန်းတွေနဲ့ဆက်ယုံတွေမှာ engineer ဆက်မှုခန့်ခွဲမှုနဲ့ထုတ်လုပ်မှုဆိုင်ရာအလုပ်အကိုင်တွေလည်းရှိပါတယ်။တခြားအလုပ်အကိုင်တွေဖြစ်ကြတဲ့ဗန်လုပ်ငန်း၊ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမခန်နဲ့စီးပွားရေးအကြံပေးဝန်ဆောင်မှုတွေမှာလည်းအလုပ်ကံအခွင့်အလမ်းတွေရှိပါတယ်။နောက်ပြီးဒီနိုင်ငံမှာနိုင်ငံတကာကကုမ္ပဏီတွေများစွာရှိတဲ့အတွက်၎င်းကုမ္ပဏီတွေကခေါ်ယူနေတဲ့နိုင်ငံတကာအစ်စ်အလုပ်ကံအခွင့်အလမ်းတွေကလည်းရှိနေပါသေးတယ်။ဒါကြောင့်မို့နိုင်ငံတကာနဲ့ချိတ်ဆက်မှုများပြားတာကြောင့်ဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာအလုပ်ကံတွေကလည်းရှိနေကြပါတယ်။ဥပမာ ဘာသာပြန်ဆိုခြင်း၊တင်ကြားခြင်းနဲ့ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာအလုပ်ကံတွေပါ။ဒါကတော့တရုတ်နိုင်ငံရဲ့တည်တမြအကြောင်းအရာလေးတွေနဲ့အလုပ်ကံအချို့ကိုတင်ဆက်ပေးခဲ့တာပါ။ဒီဗီဒီယိုလေးကနေဝိသုဒ္ဓပြန်ရမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။